ဒီချက်တွေမှာတတိယ shot မပေးရင်အပြည့်ပြည့်နဲ့နှကောင်းသွေးထွက်လာဖို့ရှိနေတဲ့အလွန်ဆုံးတဲ့ real ရဲ့အရှုပ်တော်ပုံ real ဘက်က venice shot ကိုစားတော့သေးချုပ်ဖို့တဲ့ဦးစားပေးပြည့်နဲ့တတ်မှတ်ထားပေမယ့်နီးပြစားပြီးလုံဆိုကတော့သူ့ကို rodri လောက်ခြေသွမ်းမပြနိုင်ဆိုတဲ့အကြောင်းပြချက်ကြောင့်အရန်ကမထိုင်ခိုင်းထားလို့သိရပါတယ်အလွန်ဆိုလေးပါကုစင်မှာအရန်အောင်မြင်တဲ့နီးပြပါသူ့ရဲ့ကစားငါကစားမတိုင်းကိုတောင်းဝင်တိတိကစားမယ်ဆိုရဲစီကံကြီးတဲ့တတ်မှတ်ချက်ရှိတယ်ဘောလုံးပိုင်ဆိုင်မှုမှာအရန်လေးပေးတယ်ဆိုတဲ့စူးစမ်းအားထုတ်မှုတွေပြင်းပြတယ်စားမတိုင်းမှာသူ့တောင်းဝင်တဲ့သူရှိနေပါတယ် ဒီကစားရင်ကရိုဒီโกလိုစေကန်းရှိတဲ့ကစားမနဲ့ပို့ပြီးတော့ကိုက်ညီပါတယ်။ဗီနီချက်ကတော့တိုင်းစစ်အတွက်အားကိုးရတဲ့ကစားမဖြစ်ပါတယ်။ဒါမဲ့ခန်းစပိုင်းခုခံကာကွယ်ရေးမှာပါဝင်မှုနည်းတယ်လို့စီကန်းမရှိတာမျိုးလဲမကြာခဏလုတ်တက်ပါတယ်။ရိုဒီโกကတော့စီကန်းရှိတယ်။တိုင်းစစ်မှာလည်းအလုပ်ကောင်းလုပ်တယ်။ခန်းစပိုင်းမှာလည်းသူတက်နိုင်တော့ပါဝင်ကူညီပေးပါတယ်။ဒါမဲ့တိုင်းစပိုင်းမှာတော့ဗီနီချက်လောက်အားမကိုးရပါဘူး။ရီယက်မှာအခုကအလွန်ဆွဲနီလန်တစ်ကိုလိုက်နိုင်မှုခက်ခဲနေပါတယ်။ရီယက်ကဆူပလားတွေကိုအများနဲ့မျောလင်းထားတဲ့အသင်းပါ။ဒါကရီယက်ကိုနီးပြလာလို့တဲ့နီးပြတိုင်းအတွက်ဖိအားရှိပါတယ်။ နောက်တော့ဈာမတွေနီးပြားတွေဘာလို့လို့မီယာတွေကဝိုင်းပြီးတော့ဝေဖန်ကြပါတယ်ဒီအချိန်မှာအလွန်ဆွဲအသေးစိတ်ကြမှုကဈာမတွေကိုပို့ပြီးတော့ပင်ပန်းစီလာပါတယ်ဘာတွေဆက်ဖြစ်နိုင်မလဲဖြစ်နိုင်ခြေ၃မျိုးရှိပါတယ်ပထမဖြစ်နိုင်ခြေကအလွန်ဆိုအောင်မြင်မယ်တပင်းနဲ့ဈာမတွေသူ့စနစ်ကိုလိုက်နာလာမယ်ရီးကချန်ပီယံဖလားတွေကိုပြန်ပြီးတော့ရယူလာနိုင်မယ်ဗီနီရှက်လူကဈာမတွေပို့ပြီးတော့ရင်းကျက်လာမယ်ဒါအကောင်ဘက်ကိုပဲရွေးပြီးတော့မြင်ထားတဲ့အမြင်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ Wine Sport ကနေကြိုဆိုလိုက်ပါတယ်အိုင်ဘတ်ခွန်ရှိကိုနဲ့ဖိုင်မစ်ကစားလို့ရတယ်ဆိုရင်တော့ဖိုင်ဘာနံပါတ်3ညာကို 65လုံး1643ညကိုစသွယ်လိုက်ပါဒုတိယဖြစ်နိုင်ခြေကစားမရီပုံကံမှုအသင်းအဓိကကစားမရီအလွန်ဆိုကိုစန့်ကျင်လာမယ်ရီယယ်မရီရဲ့စီမံခန့်ခွဲရေးကအလွန်ဆိုကိုဖယ်ရှားမယ်အသင်းမှာကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်ဒါလည်းမဖြစ်မနေထဲသွင်းစဉ်းစားမယ်အချက်ဖြစ်ပါတယ်တတိယဖြစ်နိုင်ခြေအလွန်ဆိုဘက်ကတစ်ထိလျှော့ပေးမယ်အလွန်ဆိုကသူ့စနစ်ကိုနိုင်ငံပြင်းမယ်ဗီနီရှားလူကစားမရီပို့ပြီးတော့ခွင့်ရင်းပေးမယ်အသင်းကညီညွတ်မှုပြန်ရလာမှာဖြစ်ပါတယ်ရီယယ်မရီရဲ့အခြေအနေကခက်တဲ့ဘောလုံးရဲ့စိန်ခေါ်မှုတရက်ပါပဲနီဗျာဖက်ဆက်ကစားမဘသူစနစ်ကပိုကောင်းလဲ စီကံဖတ်ဆာစန်းတဲ့ဖန်တီးမှုဘာပိုရေးကြီးလဲအသင်းဖတ်ဆာတကူရေးဘယ်ဟာကိုပိုဦးစားပေးတင်တယ်လဲဒီပြဿနာရီယယ်တသိန်းနဲ့ပြဿနာတော့မဟုတ်ပါဘူးခေတ်သစ်ဘောလုံးလောကရဲ့ကြီးမားတဲ့ပြဿနာတည်းရဲ့ပါအောင်မြင်မှုကသာအဖြေဖြစ်မယ်အလွန်စွာစုရိယရဲ့သူစနစ်ကိုလူတိုင်းလက်ခံမှာပါမရရင်ရီယယ်မှာနီးပြတယောက်ထပ်ပြီးတော့ပြောင်းအောင်မှာပါပဲအလွန်ဆုံနေတဲ့ဒီခက်ခဲကိုရင်ဆိုင်မှု view ကကြကြချင်းကပ်တင်ပါလေသူရဲ့စီကံကြီးတဲ့ကစားကိုမစွန့်လို့ပဲကစားသမားတွေရဲ့စိတ်ဓာတ်ပါမြင့်တင်ပေးနိုင်မယ်နီးလန်းတွေရှိပါတယ်အလွန်စွာကစားမားတွေနဲ့ဓာတ်ရဲ့စကားပြောဖို့အရေးကြီးပါလေဗီနီရှက်ရိုဒီဂိုရိုနဲ့တီးတန်းတွေးဆုံပြီးတော့ တို့ရဲ့စိုးရိမ်ပူပန်မှုတွေကိုနားထောင်သင့်တယ်။ဘာကြောင့်သူစနစ်ကအောင်မြင်မဲဆိုတာတို့ကိုရှင်းပြသင့်။တဖက်ဘိတ်တွေလုံးမနေပဲဇာမားတွေအကြံဉာဏ်နေမလဲလက်သင့်ခံရင်လက်သင့်ခံပေးရမယ်။ငါမင်းတို့ရဲ့စကားတွေနားထောင်နေဆွဲခံစားချက်ကိုဇာမားတွေကိုပေးသင့်ပါတယ်။နောက်ချက်ကအလွန်ဆုံနေနဲ့စီကန်းကြီးတဲ့ကစားကိုမစုံမဲအနေငယ်ပြင်ဆင်လို့ရပါတယ်။ဖီနီရှားတို့အသီးသန့်စီစဉ်မှုလုပ်ပေးတာပါ။သူ့ရဲ့ကစားကိုအသုံးချနိုင်မဲ့နေရာတစ်ခုဖန်တီးပေးပါ။တိုင်းစမှုတွေကိုအနေငယ်လွတ်လပ်ခွင့်ပေးပါ။ဇာမားတွေတတောင်တတားရှိမဲ့အနေငယ်ပြင်ဆင်မှုတွေကိုလုပ်ပေးပါငါတို့ရဲ့အတူတူပြင်ဆင်ရှေ့ဆက်ကြမယ်ဆိုရယ်ခန်းသားချက်ကိုပေးတင်ပါတယ် အလုံးစုံလုံးဆောင်တဲ့နောက်ထပ်ချက်ကတော့ဇာမတူးချင်းစီရဲ့အာသာချက်တွေကိုအတင်းထွက်အကျိုးရှိအောင်ဘယ်လိုသုံးချမလဲဆိုတာစဉ်းစားသင့်ပါလိမ့်။သူရဲ့ဖန်နီနိုင်ဇွမ်းကိုအတင်းထွက်အကျိုးရှိအောင်သုံးချနိုင်မယ်နီလန်ရှားပါမယ်။သူရဲ့စီကန်ကိုအတင်းထွက်အကျိုးရှိအောင်သုံးချဖို့ကြိုးစားပါမယ်။ဘယ်လိုပုံစံနဲ့ညောင်လုံးထိထိရောက်သုံးချမလဲဆိုတာစဉ်းစားနိုင်တော့ကောင်းဆုံးပါပဲ။မင်းတို့ညောင်လုံးကိုကျွန်တော်လိုအပ်တယ်ဆိုရင်ခန်းစားချက်ကိုပေးပါလိမ့်။ဒီလိုမှမဟုတ်ရင်အလွန်ဆွဲအဖြစ်ကအပြည့်ပြည့်နဲ့နှာကောင်းသွေးထွက်သွားနိုင်ကြောင်းတွေးမိပါလိမ့်။အဲ့တော့ဆုံးနီကြီးပဲအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Wine Sport ကနေကြိုဆိုလိုက်ပါလိမ့်။ ိုင်ဘတ်ခွန်ရှိကိုနဲ့ဖဘိုင်မစ်ကစားလို့တယ်ဆိုရင်တော့ဖိုင်ဘာနံပါတ်3969 6543 3ညကိုစသွယ်လိုက်ပါ